အားလုံးပဲမင်္ဂလာပါရေဝရှန်ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျွန်လ14ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေကိုတီးပေးပြောကြားစရာသတင်းတစ်ခုရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကျွန်တော်တို့ PL နဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေပြစ်ချနိုင်ခဲ့တဲ့ GFMT တိုက်လီရှင်ဒီတိုက်လီရှင်ကိုပခုံးထမ်း Manpack Offense နဲ့ပြစ်ချလိုက်တယ်လို့ကျွန်တော်တို့ American စေတုတေသူတွေရဲ့ထုတ်ပြန်ကြေညာချက် ဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကိုတင်ပြပေးမှာပါကျွန်တော်တို့ဒီနေ့စစ်ပွဲတွေမှာဒါတရုတ်ဟာကျွန်တော်တို့ပြည်တွင်းစစ်ကိုစတင်ပြီးမှုခဲ့တဲ့အကြောင်းကိုလည်းကျွန်တော်မိဘတွေနဲ့အတူတူစတင်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်2015ခုနှစ်မှာဒါတရုတ်ဟာလက်ရှိစစ်ကောင်စီကို ဒါကျွန်တော်တို့ဒါ JF SMT တိုက်လေရှင်တွေစက်တစင်းရောင်းချခဲ့တယ်ဆိုတော့ဒီကာလတွေအတွင်းထဲမှာကျွန်တော်2018ကနေပြီးတော့2021မှာအပီးသက်ပေးပို့ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာ ဖြစ်တယ်ဆိုတော့အဲ့ဒီ JF SMT ဗတ်ဆုံတုံး တိုက်လေရှင်ဟာဒါလူတစ်ယောက်စင်းလင်းမောင်းနှင်နိုင်တဲ့ကမ္ဘာဈေးကွက်မှာကျွန်တော်တို့ပြင်သစ်အမေရိကန်ရုရှားစတဲ့ ဈေးကွက်နဲ့အတူတူရှင်းပြိုင်နိုင်မယ်လို့သူတို့တွေကမျှော်လင့်ထားကြတာပါဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့အမေရိကန်သုတေသီတွေစီးရေးကျွမ်းကျင်သူတွေကဒါကိုအခြေခံပြီးတော့ကျွန်တော်တို့ PLA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေပြချခဲ့တဲ့တိုက်လေရှင်ဟာပခုံးထန် Manpad offenses မျိုးစားနဲ့ပြချခဲ့တယ်လို့သူတို့ရဲ့ဖော်ပြချက်မှာတွေးရှိခဲ့တဲ့အတွက်ကျွန်တော်မျိုးပါတွေကိုပြန်လည်ပြီးတော့ sharing ပြုလုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ ပရမဥစွာတယုတ်ကနေပြီးတော့ပန်ပိုးပေးနေသည့်တိုင်အောင်အကျမ်းဖတ်အုပ်စုဟာကျွန်တော်တို့ဒါတိုင်းရင်သားတော်လန်သောနေမြေအသီးသီးစစ်မနာပြင်အသီးသီးမှာမရှုမလအရှက်ကွဲရှုံးနေနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့သူတို့တွေဘလို့မှနလန်မထူနိုင်တော့ဘူးဆိုတာကိုလည်းပဲကျွန်တော်တို့တော်လန်ရေးရဲ့2021အစမှသည်အခု2025ရောက်တဲ့အချိန်ထိကျွန်တော်တို့ထင်ထင်ရှားရှား ွေ့နေပြီးသားဖြစ်တယ်။ဒါဆိုရင်တော့မင်းအောင်လှိုင်ဟာပြူလဲနေပြီးရှုံးနေနေတယ်ဆိုတာထက်တရုတ်ရှုံးနေနေတာတရုတ်အဆက်ကွဲသွားတာပို့ပြီးတော့ပေါ်လွင်ခဲ့တာပါ။နောက်ဆုံးကျွန်တော်တို့ပြချနိုင်ခဲ့တဲ့ GF70 တိုက်လေယာဉ်ပြကြသွားပြီးနောက်ပိုင်းမှာတရုတ်တော်တော်လေးကိုအဆိုင်ကိုထိသွားတယ်လို့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တွေမှာ တွေ့ရတယ်ဗျ။ ဆိုတော့ဒီသတင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်မိဘတွေကိုအတိပေးပြောကြားချင်တာကဒီတော်လန်ရေးမှာကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွေးတက်ရဲ့တိုက်လီရင်ကိုကျွန်တော်တို့ဘယ်တက်ဖွဲ့ဝင်ရပဲပြပြကျွန်တော်မိဘပြည်သူအားလုံးရဲ့ဝင်ရဲ့ကိုညီမှုကြောင့်သာတင်အခုလိုမျိုးဒါကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာဒီလိုတိုက်လီရင်အမျိုးအစားအစုံစနစီအထိပြချနိုင်တာတွေ့ ဆိုတော့ကျွန်တော်တို့ဒါဇကစစ်တိုင်းဌာနချုပ်ကြီးတွေပြီးတော့ရေတက်စစ်ဌာနချုပ်ကြီးလေကြောင်းရံကာကွယ်ရေဘျူဟာဂုံးလိုမျိုးစခန်းအကြီးကြီးတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖွဲ့ချင်းစီကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်မိဘပြည်သူတွေကြောင့်ဆိုတာကိုကျွန်တော်အမြဲတမ်းတင်ပြနေတတ်ပါတယ်ဟုတ်ပြီဒါကဒီနေ့ကျွန်တော်မိဘပြည်သူတွေဒါဝင်းကွန်ကြီးမှုနဲ့ ။ငါပြချနိုင်ခဲ့တဲ့ JF SMT တိုက်လေရင် ပြန်လည်ပြီးတော့အသက်သွင်းပြီးတော့ကျွန်တော်တင်ပြနေခြင်းကပထမအရှိတွေမှာဒါ PLA ရဲ့ပြချမှုဆိုတော့ကျွန်တော်ထုတ်ပြန်ကြေညာချက်တွေတွေ့ရတယ်ပြီးတော့ point 5ဆက်လက်အမျိုးအစားနဲ့ဝေဟင်မြေပြင်ပြတဲ့ဆက်လက်အမျိုးအစားနဲ့ပြတ်ခတ်ခဲ့တယ်ဆိုတော့ဒါသုံးသပ်မှုတွေလည်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီကြားထဲမှာမှာကျွန်တော်တို့စစ်ကောင်စီဒါအလိုတော်ချ သူတို့မဟုတ် lobby တွေကနေပြီးတော့တစ်ဖက်လက်သတင်းတွေနဲ့ထုတ်ပြန်ခဲ့တဲ့ NUG ကျွန်တော်တို့ဒါမြို့သားညီညွတ်ရေးအစိုးရတနည်းအားဖြင့်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဒါပြစ်ချနိုင်တဲ့တိုက်လေရင်အခုအချိန်ကြီးမရှိသေးဘူးဆိုတော့ NUG နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝေဟင်ပြစ်ပခုံးထမ်းဆိုတော့ငှက်ပြစ်ငှက်ကင်ကိစ္စတွေမှာကမ်ပိန်းတွေလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုဥတီပြီးတော့တိုက်ခိုက်လာတဲ့သတင်းတွေဒီပိုင်းနဲ့ထွက်ပေါ်လာတာပါဒါဟာအရန်ကို and all ဘုကောင်းပါတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေဒါကိုကျွန်တော်တို့သတိနဲ့စင်ချင်းသုံးသပ်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတာကျွန်တော်လီပဲထွေကိုဘလို့ပဲမီးဖုတ်ဖို့မီးကင်ကင်ဘလို့မျိုးပဲအချားဖက်စစ်ခွေးတက်ရတိုက်လီရင်ကိုဘသူပြစ်ချပြစ်ချအဓိကကတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဝန်ကိုညှိမှုချောင်းဖြစ်တယ်ဆိုပြီးဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ JFMD ဒါတိုက်လီရင်တရုတ်နိုင်ငံထုတ် ဒီတိုက်လေရင်ကိုကျွန်တော်ပခုံးတန်း man pack offensive မြေပြင်ကနေပြီးတော့ဝေဟင်ကိုပစ်ချတဲ့ကျွန်တော်တို့ဝေဟင်ပစ်လက်နှက်နဲ့ပစ်ချနိုင်ခဲ့တယ်လို့အမေရိကန်လုံခြုံရေးဆိုင်ရာသုတေသီတွေကဒီဂရီမှာထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်ဟုတ်ပြီဒီသတင်းမပြောခင်မှာကျွန်တော်ရဲ့မိဘတွေကိုတစ်ဆက်သေးကျွန်တော်တင်ပြချင်တာကဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ကဘာစစ် မီးတွေကလည်းစတင်ပြီးတော့မီးမွေးနေတဲ့အခြေအနေတွေအများကြီးရှိတယ်။ပြီးတော့ကျွန်တော်တို့ရုရှားကထုတ်ပြန်ကြေညာချက်တွေမှလည်းကျွန်တော်တို့ဒါတတိယကမ္ဘာစစ်စပြီလို့သူတို့ဘက်ကတတ်မှတ်ပြောဆိုလာတဲ့အခြေအနေတွေတောင်မှကျွန်တော်တို့ကြားနေရတယ်။ပြီးတော့ကျွန်တော်တို့ဒါနိုင်ငံတော်တော်များများမှလည်းစစ်မှတ်ဖြစ်ပွားနေတဲ့အခြေအနေတွေကိုကျွန်တော်တို့သိနေရတယ်။ဒါ့ပေမဲ့ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့ဒီအာနာရှင်အမျိုးပြချေမုန်းနေတဲ့ အခုဆက်စင်ရှိမှာတကွာလုံးမှရှိတဲ့မိဘပြည်သူတွေရာခနေ့တိုင်းအာယုံစိုက်နေစေဆိုတာကိုကျွန်တော်တို့ထူးခြားစွာ တွေ့နေရတယ်။ဒါကြောင့်အမေရိကန်ရဲ့ဒါစေတသိက်တွေကလက်ရှိကျွန်တော်နိုင်ငံတဲ့တွင်းထဲမှာဖြစ်ပျက်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ဒါစေရေးဆိုင်ရာသုတေသီတွေကိုသူတို့ဘက်ကနေပြီးတော့ထုတ်ပြန်ကြီးညာတာကိုလည်းကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့ဒါရခိုင်နဲ့ပတ်သက်ပြီးတော့ထိတွေ့ဆက်ဆံရမယ့်အခြေအနေပြီးတော့ကျွန်တော်တိုင်းသားနေမြေမှာကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေထိ ंछ ုပ်ထားတဲ့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့စကားပြောဆက်ဆံရမယ့်အခြေအနေကိုကမ္ဘာနိုင်ငံတီးတီးကပြောဆိုလာတာတွေရှိတယ်။ထို့နည်းလောက်မဲ့ကရင်ပြည်နယ်မှာလည်းပဲဒီပုံစံမျိုးလေးကိုကျွန်တော်တွေ့ရမှာဖြစ်တဲ့ဒီနေ့ဗီဒီယိုအဆုံးသက်ညီကုန်းမှာကျွန်တော်ဒါကရင်ပကညောကြီးတွေရဲ့အကြောင်းကိုဖြစ်စွပြီးတော့တင်ပြပေးသွားမှာဖြစ်တဲ့ ဟုတ်ပြီဒါကတော့လက်ရှိဒါကမ္ဘာအခင်းအကျင်းတိုက်ပွဲများစွာစစ်ပွဲများစွာ ဖြစ်လာနိုင်တဲ့အခြေအနေအများကြီးတဲမှာကျွန်တော်နိုင်ငံရဲ့အာဏာရှင်ဒါအမြင့်ဖြတ်ချိန်မုံနဲ့ဒီတိုက်ပွဲဟာလဲပဲကွာကြီးရဲ့တနေရာမှာလက်ရှိအရေးပါဆဲရှိနေတယ်ဆိုတာကိုလည်းကျွန်တော်မိပါတွေကိုတင်ပြနေတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမြောက်ပိုင်းမှာ JFSB ကိုဖျက်ချလိုက်တဲ့ဒီတိုက်လေရှင်ကတရုတ်နိုင်ငံထုတ်ဖြစ်တယ် ဆိုတော့လက်ရှိအချိန်စစ်ပွဲတွေမှာအိန္ဒိယပါကစ္စတန်စတဲ့စစ်ပွဲတွေမှာလည်းပဲတရုတ်နိုင်ငံထုတ်တိုက်လေရှင်တွေတရုတ်နိုင်ငံထုတ်လေကြောင်းရန်ကာကွယ်ရေးတွေတရုတ်နိုင်ငံထုတ်ပစ္စည်းတွေနဲ့အချို့သောနိုင်ငံတွေကဒါတိုက်ခိုက်ရေးတွေစတင်ခဲ့တာရှိတယ်ကာကွယ်ရေးတွေပြင်ဆင်နေကြတာရှိတယ်ဒီအချိန်နေမှာတရုတ်ဟာဒါကမ္ဘာစာမျက်နှာ မြန်မာလည်းပဲဘယ်နိုင်ငံမှသူတို့စည်းအနေနဲ့မပါဘူးဂျာနီနိုင်ငံဘာလို့ပြောဆိုနေပေမဲ့ကမ္ဘာအရေးအမှန်ရှိတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့သူတို့ဟာလက်နက်ရောင်းစားနေတဲ့နိုင်ငံဆိုတာကိုလည်းကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်တယ်ကျွန်တော်တို့နိုင်ငံရဲ့ခဏအချိန်ထိဒါလွတ်လပ်ရေးရတဲ့ကာလမှအတိဒါပြည်တွင်းစစ်လို့ခေါင်းစဉ်တက်ပြီးတော့တိုက်ပွဲမြောင်းများစွာဖြစ်နေကြပါတယ် ဒီတိုက်ပွဲတွေအတွင်းမှာတရုတ်ဟာကျွန်တော်နိုင်ငံရဲ့စစ်မီးကိုစတင်မွေးခဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ကျွန်တော်ရဲ့ညီကိုမောင်မတွေတတိပြုမိမယ်လို့လည်းကျွန်တော်ကယူဆပါတယ်။လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ဒီတိုက်ပွဲတွေမှာစစ်သုံးစရိတ်တိုင်းဟာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံတွေရဲ့အာဈေးကွက်တစ်ခုအနေနဲ့ကျွန်တော်တို့ဟာအချက်တဲတွေကို ရင်ဆိုင်ကြော်ဖြတ်နေရပါတယ်ဒီထဲမှာအတရုတ်နိုင်ငံဟာထင်ရှားတဲ့နိုင်ငံတစ်ခုအနေနဲ့ကျွန်တော်တို့ပြည်တွင်းစစ်ကိုစတင်ပြီးမှုခဲ့တဲ့သူတွေပါဟုတ်ပြီတစ်ဖက်လုံးကိုလက်နက်ရောင်းပေးနေတယ်လို့ပြောမယ်ဆိုရင်လည်းပဲအဲ့လိုတတ်မှတ်လို့ရတဲ့အခြေအနေတခုလည်းရှိနေပါလေ။ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောနိုင်တာလဲဆိုရင် JF SMT ဒါတိုက်လေရင်းတွေကိုစစ်ရှုံးကောင်တွေကိုရောင်းခဲ့တာကလည်းတရုတ်ဖြစ်တယ်။ ပြီးတော့အဲ့ဒီ GFMT တိုက်လေရှင်ကိုဒီကနေ့ဒါအမေရိကန်ရဲ့လုံခြုံရေးဆိုင်ရာစီရေးသုတေသီတွေထုတ်ပြန်ကြေညာချက်အရာကျွန်တော်တို့ FNCS Manpack ပခုံးထမ်း launcher မြေပင်ကနေဝေဟင်ကိုပြစ်တဲ့အမျိုးအစားနဲ့ပြချနိုင်တာဖြစ်တဲ့ဆိုရင်အဲ့ဒီ FNCS ကလည်းတရုတ်ကထုတ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံအတွင်းမှာဖြည်တွင်းစစ်ဒါသက်ရှေ့ချစီဖို့အတွက် ပြီးတော့အခုလိုမျိုးစစ်မီးတွေဖြစ်ဖို့အတွက်သူတို့ဟာရည်ရချက်ရှိစွာစစ်မီးမှုေးပြီးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုသူတို့ရဲ့အကျိုးစီးပွားမျိုးမျိုးမြတ်မြတ်ရရှိဖို့အတွက်ခြာနင်းနေခဲ့တာအလွန်အင်မတန်ကြာနေပြီဆိုတာကိုကျွန်တော်တို့ဒီကနေ့ထပ်မံပြီးတော့တက်တည်နေတကွာတွေ့လိုက်ရတာဖြစ်တယ် ကျွန်တော်တို့ဘလောက်ထိကြောင်းမွေးနေပါစေကျွန်တော်တို့ဘလောက်ထိကူညီမဲ့ဖြစ်နေပါစေကျွန်တော်တို့ဘလောက်ထိစင်ရဲမွေးတည်နေပါစေအာရှမှာစင်ရဲဆုံးဆိုတဲ့စင်ရဲအထိရောက်သွားသည့်တိုင်အောင်ကျွန်တော်နိုင်ငံသားတွေကိုပဲအသုံးပြုပြီးတော့သူတို့ရဲ့အကျိုးအမြတ်အတွက်သူတို့တွေချောက်မန်လီလီစီစဉ်ဆောင်ရနေတယ်ဆိုတာကိုကျွန်တော်မိဘပြည်သူတွေတူချင်းစီတိုင်း3ပြုစင်ချင်ရမှာဖြစ်တယ်ဒါကြောင့်ဒီပွဲကိုကျွန်တော်တို့မြန်မြန်ဖြတ်ကြမယ် မြမြဖြတ်ဖို့အတွက်လည်းကျွန်တော်တို့ကင်းပြည်နယ်မှာဖားစီတန်တွေတန်စုံထွက်ပေါ်လာပါတော့မယ်လို့ကျွန်တော်မိဘတွေကိုအရင်ဆုံး message ပေးချင်ပါတယ်ဟုတ်ပြီလက်ရှိချိန်မှာတရုတ်နိုင်ငံတို့တိုက်လေရှင်တွေဟာကျွန်တော်နိုင်ငံအတွင်းထဲမှာကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေတနည်းအားဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ချမှုတွေကြောင့် သူတို့ရဲ့ဒါတိုက်လေရှင်ဇေကွက်ကြီးဟာလည်းပဲပျက်စီးခဲ့လို့တစ်ပါလုံးကစောင့်ကြည့်နေတဲ့အခြေအနေတွေဟာလည်းယုံကြည်ပြောင်းလဲသွားကြပါတယ်ဆိုတော့အခုဆိုရင်ဒါအိန္ဒိယပါကစ္စတန်မှာဒါတိုက်ပွဲတွေစစ်ပွဲတွေဖြစ်နေတယ်ပြီးတော့ရူကရိန်းဒါရုရှားစသည့်အားဖြင့်ပြီးတော့အီရန်စတဲ့နိုင်ငံတွေမှာဒါစစ်မှန်ဖြစ်နေတဲ့အချိန်မှာကမ္ဘာနိုင်ငံကြီးတွေကလက်နက်ရောင်းစားဖို့အတွက်အပြိုင်အဆိုင်နေရာယူနေကြတာပါ ဆိုတော့သူတို့ရဲ့လက်နက်တွေသူတို့နိုင်ငံကထုတ်တဲ့ပစ္စည်းတွေကဘလောက်ထိအသုံးတယ်လဲပြီးတော့အသုံးဝင်လဲဆိုတာကိုလက်ရှိစစ်ပွဲကာလတွေမှာပဲကျွန်တော်တို့အချက်အလက်သုတေသီတွေကဆုံးဖြတ်ချရတာဖြစ်တယ်ဆိုတော့နိုင်ကဘာကြီးကိုကြည့်မယ်ဆိုရင်ဒါစစ်ပွဲနဲ့ပတ်သက်ပြီးတော့မဖြတ်တာကိုကျွန်တော်တို့ထူးဆန်းစွာတွေ့ရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဥပမာတရုတ်နိုင်ငံကထုတ်တဲ့ဒါစစ်သုံးပစ္စည်းဆက်လက်နဲ့ပစ္စည်းတွေဟာတရုတ်နိုင်ငံအတွင်းထဲမှာတိုက်ပွဲမဖြစ်တဲ့အတွက် မဖြစ်မနေသူရဲ့လက်နက်တွေကို upgrade လုပ်တဲ့နေရာမှာသူရဲ့အရင်လက်နက်အဟောင်းတွေတိုက်လေရင်အဟောင်းတွေဘုံဒီအဟောင်းတွေကိုသူတို့တွေစွန့်ပစ်ဖို့နေရာလိုပါတယ်။ကဘာကြီးမှာကျွန်တော်လူကိုသေစေနိုင်တဲ့လက်နက်ပစ္စည်းကိုစွန့်ပစ်ဖို့အတွက်နေရာမထားတာပေါ့။ဆရာစွန့်ပစ်မဲ့ဆိုရင်တောင်မှကဘာရဲ့ကျွန်တော်တို့ဒါအခြားသောငွေကြေးကုန်စည်အမြောက်အများရှိပါတယ်။ ဆိုတော့ဒီအချိန်တွေမှာတရုတ်ကကျွန်တော်နိုင်ငံရဲ့လက်ရှိဒါစမီမှွေးပြီးတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာသူတို့နိုင်ငံကသုံးလို့မရတော့တဲ့ဒါမှမဟုတ်သူတို့နိုင်ငံရကျွန်တော် upgrade ဖြစ်သွားတဲ့လက်နက်လက်နက်တွေအရင်တော့ကထုတ်ခဲ့တဲ့လက်နက်တွေပြီးတော့လက်ပစ်ဘုံတွေဘုံတီအမြောက်အများစသည့်အပစ်စလက်နက်ပစ္စည်းတွေကိုကျွန်တော်နိုင်ငံအတွင်းထဲမှာပြည်တွင်းစစ်ကိုမီးမွေးပြီးတော့သူတို့ဟာ ဆုံးပြေးရမယ်လက်နက်တွေအနေအထားမှာကျွန်တော်နိုင်ငံကိုရောင်းချပြီးတော့မျိုးမျိုးမြင့်မြန်အကျိုးစီးပွားတွေရယူပြီးတော့သူတို့တွေတိစောက်နေတာဖြစ်တယ်။ဆိုတော့ဒီနိုင်ငံတနိုင်ငံလဲတာအခြားသောနိုင်ငံတွေလည်းဒီဖြစ်စဉ်မှာပါဝင်မှုတွေရှိနေပါတယ်။ဒါလေးကိုလည်းကျွန်တော်မိဘပြည်သူတွေသိဖို့လိုတယ်ကျွန်တော်တိုင်းရင်းသားဒါခေါင်းဆောင်ကြီးတွေသိဖို့လိုတယ်။ဆိုတော့ NUG ကျွန်တော်တို့ကာကွယ်သောတပ်ဖွဲ့ဝင်အသီးသီးနဲ့လက်ရှိကျွန်တော်တို့ ဒါဝင်းကြီးဌာနအတိအသီးဟာလည်းမြေပြင်အထိဆင်းပြီးတော့ကျွန်တော်တို့အနီးကပ်ကြီးကျက်ဆောင်ရွက်နေတာကို ကျွန်တော်တို့ဒီကနေ့တွေ့ရမှာဖြစ်တဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာရန်ကုန်နဲ့နီးစုံအထိရွေရှားအနီးကပ်ဆောင်ရွက်နေတာကိုကျွန်တော်တို့ဒီကနေ့ရဲ့2025တိုက်ပွဲကာလတွေမှာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်အခုအစာပိုင်းမှာတင်ပြခဲ့တဲ့ JFMT တိုက်လေရှင်ကိုကျွန်တော်တို့ပခုံးထမ်း Manpad FN6 အမျိုးအစားနဲ့ပြချနိုင်တဲ့ဆိုတဲ့ဒါသတင်းရင်းမြစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေရှင်းလင်းကွဲပြားသွားပြီလို့တော့ကျွန်တော်ယူဆပါတယ်ဆိုတော့ကျွန်တော်တို့ဒါ P PLA ဒါမှမဟုတ်တိုင်းသားတပ်ဖွဲ့ဝင်တွေဒီတပ်ဖွဲ့ဝင်တွေကတော့သူတို့ဘယ်မျိုးစားကိုတုံပြီးတော့ဒီရင်ကိုကောင်တာပြန်ပြက်ခဲ့တယ်ဆိုတာကိုတော့ထုတ်ပြန်ကြေညာမှာမဟုတ်ဘူးဒီလိုမျိုးထုတ်ပြန်ကြေညာဖို့အချိန်ကလည်းမရောက်သေးဘူး ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့ဒါဟိုဘက်ရက်ကွက်ကလော်ဘီကဒါကျော်မျိုးမင်းဆိုရင်သူပြောဆိုလာတာရှိတယ်ဟုတ်ပြီမင်းတို့ဒါ Jeff Sampty တိုက်လေရှင်ကိုပြစ်ချနိုင်ခဲ့တယ်ဆိုတက်တည်ပြဒါမျိုးတွေသူတို့ကကလေးများလို့စိန်ခေါ်တဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ကတော့အယူအကျကျွန်တော်တို့ကဒါတွေကိုချပြစရာအကြောင်းမရှိဘူးဒါလေးကိုလည်းကျွန်တော်မြင်ပါတယ်နားလည်မယ်လို့မျှော်လင့်တယ်ကျွန်တော်တို့ဟာမိဘပြည်သူတွေ အမှန်တကယ်ဒါ Federal Democracy နိုင်ငံရရှိဖို့အတွက်ဒီမျိုးစုံနဲ့ပေးဆက်တိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ဆိုတော့အကြမ်းဖက်စစ်ခွေးအုပ်စုဟာလည်းပဲကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ဒါကျွန်တော်တို့ညီကိုမောင်တို့တိုင်းရင်းသားတွေရဲ့စီလုံးမှုမဖြစ်အောင်ဒါကိုပဲသူတို့ကအမျိုးမျိုးသွေးခွဲအုပ်ချုပ်ပြီးတော့လုလာခဲ့တာဒါကိနေ့တော်လန်ရေးရဲ့အဆုံးအဖြတ်အချိန်နောက်ဆုံးသောတိုက်ပွဲရောက်တဲ့အချိန်ထိတိုင်အောင် တက်ထောက်ခံတဲ့သူတွေဆိုပြီးတော့သူတို့ကခွဲခြားခဲ့တာဖြစ်တယ်။အခုတက်ထောက်ခံတဲ့သူတွေအာတက်ရဲ့ဘောစပက်ရှယ်ပလန်နဲ့မနေတဲ့ရက်ွက်အတွင်းထဲမှာဘူဇော်တီတွေနဲ့အကြမ်းဖက်စစ်ခွေးတက်ကရဲခွေးတွေစစ်ခွေးတွေအချင်းချင်းပြန်ကိုက်နေတဲ့သတင်းကြွင့်မိပါတယ်ကြမ်းပါဒါရန်ကုန်မှာဒီကနေ့မှာပဲလက်ကြည့်မြင်နိုင်မှာဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့ရဲခွေးတွေနဲ့ကျွန်တော်တို့ဘူဇော်တီတွေအပြန်အလှန်ပြစ်ခတ်ခဲ့တဲ့အကြောင်းကိုလည်းကြွင့်မိပါတယ်ကြားရမှာဖြစ်တဲ့ဒေသခံတွေဟာ နေ့စဉ်ရန်ကုန်ထဲမှာတောင်မှတနက်တန်တွေစူညံစွာကြားနေရပြီဒါဟာသူတို့ချင်းချင်းဒါအုပ်ချုပ်လို့မရတဲ့အခြေအနေသူတို့တွေတက်ပြတ်နေတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့မြည်သည့်နေရာမဆိုကျော်တော်လန်တော့တပ်ဖွဲ့ဝင်တွေကအချိန်မရွေးရောက်ရှိလာနိုင်တယ်ဆိုတော့ခေါင်းလောင်းထိုးလိုက်တဲ့အတန်ဖြစ်ပါတယ် ကျွန်တော်လူငယ်တွေအမြဲတမ်းဒါမိဘတွေကိုတင်ပြနေတဲ့စကားရက်ထဲမှာပါတယ်ကျွန်တော်ရဲ့ရန်ကုန်ကိုကျွန်တော်တို့လာမှာဖြစ်တယ်ကျွန်တော်တေချာပေါ့ကျွန်တော်တို့ရောက်လာတဲ့အချိန်မှာအဲ့ဒီအခုပေါ့နော်ဒါစိုးသွမ်းမိုက်ရိုင်းနေတဲ့ကောင်းလေးပြီးတော့အော်လက်ကင်ဒုတ်အုံပြုတ်ခံနေတဲ့ခွေးရိုးကိုက်နေတဲ့ကောင်းလေးဟာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့အတန်ကြားတာနဲ့အဲ့ကောင်းလေးအကုန်လုံးကြက်ပြောင်းနှက်ပြောင်းပျောက်သွားမှာဖြစ်တယ်ဆိုတော့ဒီပွဲဟာကျွန်တော်တို့ကအမြင့်ကပါ နှုတ်ပြီးတော့မြေလန်နေတဲ့ပွဲဆိုတဲ့အခါမှာကျွန်တော်မိဘပြည်သူတွေရဲ့ဒါဒရင်ပေပေါ်မှုတွေဝန်ကူညီမှုတွေဟာဒီတိုက်ပွဲရဲ့အဆုံးဖြတ်တွေဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ရဲ့ကျွန်တော်တော်လန်ရေးမှာရေးကြည့်တဲ့အပိုင်းလေးတစ်ခုလည်းထပ်မံပြီးတော့တင်ပြပေးချင်တယ်အဲ့ဒါကဘာလဲဆိုတော့ကရင်စေးအခြေအနေဖြစ်ပါတယ်ကျွန်တော်ပကညောကြီးတွေဟာကင်းပြင်းရဲ့ကျွန်တော်တို့ဒါတိုက်ပွဲတွေမှာသူတွေဘာနဲ့စားပြီးတော့ တိုက်ပွဲဝင်ခဲ့တာလဲဆိုတာကိုကျွန်မမိဘတွေသိဖို့လိုပါတယ်။ KNU တက်မှာမှာဟိုးနှစ်ပေါင်းများစွာတဲ့ကဒါစစ်မှုထမ်းခဲ့တဲ့ပြီးတော့ကရင်အတွက်ဒါအသက်အိုးအိမ်စည်းစိမ်တွေပိဆက်ခဲ့တဲ့ပကညောကြီးတွေကရင်တိုင်းရင်းသားကြီးတွေကဘာလစာမှရှိပဲနဲ့သူတို့တိုက်ပွဲဝင်နေတာခဏအချိန်ထိဖြစ်ပါတယ်။ဆိုတော့ဒီကနေ့မှာတော့ကော်တူလေးနိုင်ငံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထုတ်ပြန်ကြေညာချက်ကိုကျွန်တော်တို့အားရပွဲတွေ့ရမှာဖြစ်ပါတယ် ဒါကိုကျွန်တော်တို့လူငယ်တွေအကုန်လုံးကစောင့်ဆိုင်းနေကြတာပါဘယ်လိုအချိန်တွေမှာဘယ်လိုမျိုးထုတ်ပြန်ကြေညာချက်တွေထွက်လာမလဲဆိုတာကို KNU ကအချိန်ဂိုင်းကောင်းမွန်စွာစီစဉ်ထားတာကိုကျွန်တော်တို့ထပ်မံပြီးတော့ထူးထူးခြားခြားတွေ့လိုက်ရပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါ ARI ကျွန်တော်တို့ပကူရန်ကုန်စတဲ့စစ်စင်ကြီးတွေမှာကရင်ဟာအရေးကြီးပါတယ် ကင်နီယာဘလောက်ကြီးနေမီဖြန့်ကျက်နိုင်လဲဆိုရင်လက်ရှိအဒါပြီးခဲ့တဲ့တစင်စက်ကွန်စစ်စင်ရေးရဲ့ MNDAA နဲ့ညီနောင်မမိတ်၃ဘွဲ့ဒါတိုက်ပွဲတွေဖော်ဆောင်ခဲ့တဲ့အောင်မြင်မှုတွေအထိပါကရင်ပါနေတာပါအရင်ထူးဆန်းမှုကောင်းတယ်เนาะကျွန်တော်ပြောတာတောင်ပိုင်းကနေဟိုးမြောက်ပိုင်းအထိပြီးတော့ကျွန်တော်တို့အာရခတက်တော့ AA နဲ့ဒါလက်ရှိစီးရေးပုံဖော်နေတဲ့နေရာမှာလည်းကရင်ပါပါသေးတယ်ပြီးတော့ကျွန်တော်တို့ အာကျွန်တော်အားလုံးရဲ့အသင်းနှလုံးဖြစ်တဲ့အညာမြေဒီညာမြေမှာလည်းပဲကျွန်တော်ကရင်တပွဲဝင်တွေရှိတယ်ပြီးတော့ကရင် ပြည်နယ်အတွင်းထဲမှာကျွန်တော်တို့စည်ရေးလေ့ကျင့်ပြီးတော့ဒါကျွန်တော်တို့တိုက်ခိုက်ရေးအစစ်ကြီးစစ်ထွက်နောက်ဆုံးမိုင်းလုပ်ငန်းစဉ်တွေပြီးတော့လက်နက်ထုတ်တဲ့ဒါအခြေခံတပ်ပညာတွေအကုန်လုံးကိုကျွန်တော်ကရင်နေမြေမှာ တင်ကြားပြီးတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်ပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်မြို့ပြပြည်သူတွေကိုကာဝေးတဲ့လုပ်ငန်းစဉ်တွေအထိပါဖြန့်ကျက်နိုင်တာဖြစ်တယ်။ဟုတ်ပြီ။ကရင်ကတော့အခုတို့ရဲ့လှုပ်ဆောင်မှုပါပြပြင်းပြပြင်းဖြစ်ပေါ်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်တို့ကရင်အကျိုးစီးပွားအတွက်မဟုတ်ဘဲနဲ့ ကရင်မျိုးသားတစ်ခုလုံးကိုဒါခွဲထွက်ပြီးတော့ဒါအစုဖွဲ့အစုဖွဲ့တွေမျိုးစုံဖြစ်အောင်ဖန်တီးနိုင်ခဲ့ပေမဲ့အခုအချိန်မှာကရင်ဟာတဖွဲ့တဲ့ဇီးတဲ့တလုံးနဲ့ဖြစ်နေတာကိုလည်းပဲကျွန်တော်ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကရင်တိုင်းသားညီကိုမောင်နှမတွေအားလုံးလည်းဘုံယူဝဲမြောက်နေမယ်လို့တော့ကျွန်တော်ညွှန်လင်းတယ်ကျွန်တော်တို့ကတော့ဒါကရင်ဗမာကရင်မွန်ကရင်ရခိုင်အားလုံးအတူတူပဲမှုလို့ ကရင်အားဟာကျွန်တော်တို့ရဲ့အားဖြစ်ပါတယ်ဆိုတော့အခုကရင်ရဲ့ဒါဘသူလေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ကြေညာချက်တွေပြီးတော့ကရင်တိုင်းရင်းသားတပ်ဖွဲ့ဝင်အသီးသီးရဲ့ပူပေါင်းဆောင်ရွက်မှုတွေဟာပုံစံမတူပေမဲ့အားလုံးဟာကျွန်တော်တို့အာနာရှင်မှန်သမျှအမြဖြတ်ချိန်မုံတဲ့ပွဲမှာပါဝင် နေပြီဖြစ်တဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ် အဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ဒါလှုပ်ဆောင်ရတဲ့ကိစ္စတွေရှိပါတယ်ပြီးတော့အာမိုးရသည့်ကာလပြီးတော့ဒါတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာကျွန်တော်လိုအပ်ချက်တွေအများများရှိပါတယ်ဆိုတော့ဒီအတွက်အဲ့ဒီဒါလိုအပ်ချက်တွေအတွက်ကျွန်တော်လည်းစူးစမ်းပြီးတော့ဝင်းရံကူညီနေတဲ့အခြေအနေတွေမှာကျွန်တော်သတင်းတင်ဆက်မှုအားနည်းတာရှိရယ်ဆိုရင်လည်းကျွန်တော်မိဘတွေကိုလေးလေးနက်နက်တောင်းပန်လိုပါတယ်လက်ရှိအချိန်မှာကျွန်တော်တို့ဒါစစ်ကြောင်းတွေအသီးသီးတိုင်းတပွဲတွေအသီးသီးဟာ ပုံမကောင်းမင်ုံနဲ့ထိုးစစ်ကြီးတွေကိုစင်နေနိုင်ဖို့အတွက်ကျွန်တော်ရဲ့ရိတ်ခါတွေကျွန်တော်ရဲ့လက်နက်ခဲယမ်းတွေကျွန်တော်တို့ရဲ့စစ်သုံးပစ္စည်းတွေကျွန်တော်တို့ရဲ့တက်တီတရည်တွေအတွက်ကြီးမားတဲ့အပြောင်းလဲတွေကိုပြင်ဆင်နေဖြစ်တဲ့ကြောင့်ရောကြရင်တဲ့ဒီနေ့ဗီဒီယိုအဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစစ်ပေးကမေချောင်းနေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစတဲ့ဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနေနဲ့စူတောင်းရှင်းနေကျွန်တော်ရေဘော်ရှမ်းလေးပါ